ရင်ကောင်းတော့ဟာအောက်ချုပ်နေတော့ကတော့ဘာပြဿနာမှမရှိကြပါဘူးအားလုံးကအေးအေးဆေးဆေးနဲ့စည်စည်လုံးလုံးနဲ့ပဲရှိကြပါတယ်ဒါပေမဲ့အဲ့ဒီကောင်းဆောင်ကအသက်ကြီးလာတဲ့အခါမှာအဲ့ဒီကောင်းဆောင်ကိုဖျောက်ချလိုက်ပြီးတော့တခြားတကောင်ကသူ့ရဲ့နေရာကိုဝင်ယူလိုက်ပါဒါကိုမကျေနပ်တဲ့အကောင်တွေကဖွဲ့ခွဲထွက်သွားပြီးတော့အဖွဲ့ရနှစ်ဖွဲ့ဖြစ်သွားပါတယ်အစောပိုင်းမှာတော့ဒီအဖွဲ့နှစ်ဖွဲ့ကြားထဲမှာပြဿနာသိပ်ပြီးတော့ကြီးကြီးမားမရှိသေးပါဘူးအားလုံးကပုံမှန်အတိုင်းပဲသွားလာနေကြပါသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီအဖွဲ့ကြားထဲမှာရှိတဲ့ပရိပခကတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးတော့နောက်ဆုံးမှဒီအဖွဲ့နှစ်ဖွဲ့ကြားထဲမှာခြားကြတဲ့အထိကိုဖြစ်တော့တာပါပဲ ကျွန်တော်ပြောနေတာတွေကဘယ်နိုင်ငံရဲ့နိုင်ငံရေးအကြောင်းမဟုတ်ပါဘူးပြောရမယ်ဆိုလူတွေအကြောင်းလည်းမဟုတ်ပါဘူးကျွန်တော်ပြောနေတာတွေကချင်ပန်စီမြောက်တွေရဲ့အကြောင်းလည်းဖြစ်ပါတယ်ဒီတော့ဒီဗီဒီယိုထဲမှာချင်ပန်စီတွေရဲ့သွားပေါ်လာပုံလေးပုံထိုင်ဖို့ချင်ပန်စီတွေရဲ့ခန္ဓာကိုယ်တိဆောက်ပုံပြီးတော့ဆောစောကပြောခဲ့တဲ့ဂုံဘေးချင်ပန်စီဝေါ်နောက်ပြီးတော့ချင်ပန်စီကလူကိုတိုက်ခတ်ခဲ့တဲ့အဖြစ်ပြက်ဒါအပြင်နောက်ဆုံးချင်ပန်စီတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးဓာတ်တွေအကုန်လုံးကိုဖော်ပြပြီးတော့မှဖြစ်ရတဲ့ကြောင့်မလို့ကျွန်တော်ဒီလိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ် င်ပန်ဇီကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးကြသူတွေရှိပါတယ်။ခွေးတွေအကြောင်းတွေကိုမွေးတယ်လို့ပဲသူတို့ရဲ့သားသမီးတွေလို့ဆောက်ရှောက်ပြီးတော့ကိုမွေးကြတာပါ။ချင်ပန်စီတွေကိုသားသမီးတယောက်လိုမြင်မယ်ဆိုလဲမြင်လို့ရတာအဆန်းတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ချင်ပန်စီတွေရဲ့ DNA ဟာလူတွေရဲ့ DNA နဲ့68.8%ခိုင်နှုန်းတူနေပါတယ်။ဒါပေမဲ့ဘလောက်ပဲလူနဲ့တူပါတယ်ပြောပြောတရိတ်ဆန်ဟာတရိတ်ဆန်ပါပဲ။ခွေးတွေအကြောင်းတွေလိုအကောင်သေးတဲ့တရိတ်ဆန်မဟုတ်ပဲလူထက်သာမာတဲ့တရိတ်ဆန်ဖြစ်နေလေတော့ပိုတောင်ဆိုးသေးတယ် ချင်ပန်စီတွေဟာလူထက်တစ်ဆခွဲကနေနှစ်ဆလောက်အထိအားကောင်းကြပါတယ်ပြီးတော့ချင်ပန်စီတွေဟာ primate တွေထဲမှာဒုတိယအကြမ်းတမ်းဆုံးနဲ့အရက်ဆက်ဆုံး primate တွေပဲဖြစ်ပါတယ်ဒါဆိုရင်မေးချင်တာကချင်ပန်စီကဒုတိယအရက်ဆက်ဆုံး primate ဆိုတော့နံပါတ်1နေရာမှာရှိနေတဲ့ primate ကဘယ်သူလဲ primate ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုပုံအရအချက်၃ချက်နဲ့ကိုက်ညီမှသာလျှင် primate လို့ သတ်မှတ်လို့ရပါတယ်။ပထမဆုံးတစ်ချက်ကတော့အုံနှောက်ကခန္ဓာကိုယ်အရွယ်စားနဲ့နှိုင်းရှင်ရင်တိတိတသာကြီးရမယ်လို့ဆိုပါတယ်။ဥပမာအဖြစ်ဆင်းရွေဟာအုံနှောက်ကြီးတာမှန်ပေမဲ့လည်းပဲသူတို့ရဲ့ခန္ဓာကိုယ်အရွယ်စားနဲ့နှိုင်းရှင်မယ်ဆိုရင်တော့အုံနှောက်ကကြီးတယ်လို့ယူဆလို့မရပါဘူး။ဒါကြောင့်မလို့ဒီလိုမျိုးသရဝါမျိုးတွေကို primate ထဲမှာအကျုံးဝင်ပါဘူး။ဒုတိယချက်ကတော့မျက်လုံးနှလုံးပေါင်းမှမြင်ခွင့်တစ်ခုမြင်ရတဲ့တတဝါဖြစ်ရပါမယ်။ ဥပမာအားဖြင့်ပေါက်တင်ညိုလိုသရဝါမျိုးတွေကမျက်လုံးတစ်လုံးကအရှိဘက်ကိုကြည့်နေတဲ့အချိန်မှာကျန်တဲ့မျက်လုံးတစ်လုံးကအနောက်ဘက်ကိုကြည့်နေလို့ရပါတယ်ဒီလိုမျိုးတတဝါတွေကိုလည်းပဲ primate ဖြစ်မသတ်မှတ်ပါဘူးနောက်တတိယချက်ကတော့လက်မကကျန်တဲ့လက်ချောင်းတွေနဲ့ထိလို့ရရမယ်လို့ဆိုပါတယ်ဥပမာအားဖြင့်ခွေးတို့ကြောင်တို့ ရှင်သေးတို့ကြားတို့လိုသတို့ဝါတွေဟာသတို့ရဲ့လက်မနဲ့သတို့ရဲ့ဂျန်နဲ့လက်ချောင်းတွေကိုထိလို့မရပါဘူး။ဒါကြောင့်ဒီအချက်တွေနဲ့ခိုင်းညီပြီး prime mail လို့သတ်မှတ်လို့ရတာဆိုလို့မြောက်မျိုးစိတ်တွေနဲ့နောက်ထပ်မျိုးစိတ်တစ်ခုပဲအကျုံးဝင်ပါတယ်။အဲ့ဒါကတော့လူတွေပါ။လူတွေဟာ prime mail ထဲမှာအကျုံးဝင်ပါတယ်။ဒါဆိုရင်ချင်ပန်ဇီတွေဟာ prime mail ထဲမှာစံနှံမှုနဲ့ရက်ဆက်မှုမှာဘာကြောင့်ဒုတိယနေရာမှာပဲရှိနေရသလဲ။ပထမနေရာမှာဘယ် prime mail တွေလဲဆိုတာကို ဖြေစရာမလိုတော့ပါဘူး။ ချင်ပန်ဇီတွေဟာလူတွေနဲ့99ရာခိုင်နှုန်းနီးပါးကိုတူနေတဲ့အတွက်ကြောင့်လူတွေလိုပဲညံကောင်းတယ်အဖွဲ့အစည်းနဲ့နေတတ်တယ်ဂရုစိုက်တတ်တယ်စောင့်ရှောက်တတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲလူတွေလိုပဲရက်ဆက်တယ်ကြမ်းတမ်းတယ်ပြီးတော့လက်စားချေတတ်တယ်နောက်ပြီးဒီကောင်တွေကသူတို့အချင်းချင်းတောင်ပြန်စားတတ်ကြပါတယ်တကယ်တော့ဒရိတ်ဆန်တွေဟာလူတွေနဲ့ပို့ပြီးတော့တူလေးလေးပို့ပြီးတော့ကြောက်ရွံ့ကောင်းလေးတွေပါပဲ ချင်ပန်ဇီတွေဟာအာဖရိကမှာသာတွေ့ရတဲ့မြောက်တွေဖြစ်ပြီးဆီနီဂေါနိုင်ငံကနေတန်ဇနီးယားနိုင်ငံအထိတွေ့နိုင်ပါတယ်ချင်ပန်ဇီတွေဟာအရင်ညံကောင်းတဲ့တွိဆန်တွေလည်းဖြစ်ပါတယ်။ဘလောက်တိညံကောင်းသလဲဆိုရင်သူတို့မှာ photographic memory ရှိပြီးတော့အဲ့ဒီ memory ဟာအရွယ်ရောက်ပြီးသားလူတွေထပ်သားပါတယ်။ချင်ပန်ဇီတွေဟာလူတွေနဲ့ DNA မှာ69ရာခိုင်နှုန်းနီးပါးတူနေတဲ့အတွက်ခန္ဓာကိုယ်တိဆောက်ပုံအတော်များတူပေမဲ့လည်းမတူတာတွေကလည်းအများကြီးပါပဲ။အဲ့ဒီထဲကတစ်ခုကတော့လမ်းလျှောက်တဲ့ပုံစံပါပဲ။ primate တွေအားလုံးထဲမှာတစ်ချိန်လုံးမတက်ရက်ပြီးလမ်းလျှောက်နိုင်တာဆိုလို့လူတွေပဲရှိပါတယ်။ခြံရဲမြောက်တွေပဲမြောက်မှာအဲ့လိုမလုပ်နိုင်ပါဘူး။ chimpanzee တွေလည်းမတက်ရက်ပြီးလမ်းလျှောက်လို့ရပါမယ်ခဏပဲရတာပါ။လူတွေလိုတစ်ချိန်လုံးမရက်နိုင်ပါဘူး။လူသားတွေရဲ့ခြေထောက်တွေမှာခြေမကခြံနဲ့ခြေချောင်းတွေနဲ့အပြိုင်ဖြစ်နေတာရဲ့။နောက်ပြီးခြေဖနှောက်ယိုကအနောက်ကိုနည်းနည်းရှည်ထွက်နေတာရဲ့အကြောင်းဟန်ချက်ကိုကောင်းကောင်းထိန်းလို့ရနေတဲ့အတွက်ကြောင့် 6တောင်နှစ်ဖက်ထဲနဲ့လမ်းလျှောက်လို့ရနေတာပါဒါပေမဲ့မြောက်တွေအားလုံးရဲ့ခြေထောက်ကလက်လူပဲဖြစ်နေတာပါဒါကြောင့်မြောက်တွေအကုန်လုံးကလက်ထောက်ပြီးတော့ပဲသွားကြတာပါဒါပေမဲ့ချင်ပန်ဇီတွေဟာတခြားမြောက်တွေလိုလက်ဘဝနဲ့ထောက်တာမဟုတ်ပဲလက်ခေါင်နဲ့ထောက်ပြီးသွားတာဖြစ်ပါတယ်ဒီလိုမျိုးလက်ခေါင်နဲ့ထောက်ပြီးသွားတာဆိုလို့ချင်ပန်ဇီဂေါ်ရီလာဘိုနိုဗိုအန်အီတာနဲ့သင်းခွေချက်တို့ပဲရှိပါတယ်ဘာလို့အဲ့လိုမျိုးထောက်ပြီးသွားကြတာလဲ ဖြစ်နိုင်ခြေကတော့သူတို့လက်ထဲမှာအသေးနဲ့တစ်ခုခုသို့မဟုတ်အစားအစာတစ်ခုခုကိုကင်ထားရင်းနဲ့သွာလာရာကနေနောက်ပိုင်းမှာလည်းအဲ့လိုပဲထောက်ဖြစ်သွားပုံရပါတယ်အန်အီတာတို့သင်းခွေချက်တို့ကြပြန်တော့လေသူတို့ကမြေကြီးတွေတူးရတဲ့အတွက်လက်သေးတွေကအရှိကြီးဖြစ်နေပါတယ်ဒီတော့လက်ဖော်ကနေထောက်လို့အဆင်မပြေတော့အခုလိုမျိုးလက်ခေါက်နဲ့ထောက်ပြီးသွာကြပုံရပါတယ်မြောက်တွေရဲ့ခြေထောက်တွေဟာလက်တွေလိုဖြစ်နေလေတော့တစ်ခုကောင်းတာက တို့ရဲ့ခြေောက်တွင်နဲ့လည်းပဲတစ်ကိုင်းတွေကိုဖမ်းဆုပ်လို့ရနေပါတယ်။နောက်ပြီးချင်ပန်စီတွေရဲ့လက်နဲ့ဆုပ်ကိုင်းနဲ့အားကလူတွေထက်အများကြီးသမာပါပဲ။ဘာကြောင့်လဲဆိုတော့လူတွေရဲ့လက်ချောင်းယိုးတွေကအဖြောင့်တွေဆိုတော့ဆုပ်လိုက်တဲ့အခါလေးတောင်းပုံဖြစ်သွားပြီးဆုပ်ကိုင်းထားတဲ့အရာနဲ့ထိတွေ့တဲ့ area ကနည်းသွားတဲ့အတွက် ဆောက်အားကလည်းနေသွားတာပဲဖြစ်ပါတယ်။ချင်ပန်ဇီတွေရဲ့လက်ကအလိုမဟုတ်ပါဘူး။သူတို့ရဲ့အရိုးတွေကနည်းနည်းကောက်နေတဲ့အတွက်ဆောက်လိုက်တဲ့အခါဆက်ဝိုင်းပုံဖြစ်သွားပြီးထိတွေ့တဲ့ area ကများတဲ့အတွက်ဆောက်အားကလည်းပုံများပါတယ်။ချင်ပန်ဇီတွေဟာလက်တစ်ဖက်တည်းနဲ့35မိနစ်လောက်တွဲလောင်းခုန်နေလို့ရပါတယ်။အရင်ကသိပ္ပံပညာရှင်တွေထင်ထားတာက ချင်ပန်စီတွေဟာအသေးအရွက်ကိုပဲစားတယ်လို့ထင်ထားကြကြတာပါဒါပေမဲ့နောက်ပိုင်းကျတော့မှဒီကောင်တွေကအသေးအရွက်တွေမဟုတ်ပဲအသားပါစားတယ်ဆိုတာကို လေ့လာ သိရှိကြရတာပါအသားကဘယ်ကရရတယ်ဆိုတော့သူတို့ထက်အကောင်သေးတဲ့အခြားမြောက်မျိုးစိတ်တွေကိုအမဲလိုက်ပြီးရတာပါသူတို့ကအမဲလိုက်ရင်အုပ်စုလိုက်အမဲလိုက်တယ်အရင်ဆုံးသားကောင်မြောက်ရှိနေတဲ့အပင်အောက်ကိုတိတ်တိတ်လေးသွားရတယ်ပြီးရင်မြောက်ထွက်ပြေးနိုင်မဲ့လမ်းကြောင်းတွေကိုပိတ်ပြီးအသေးသေးနေရာယူလိုက်ကြတယ်ပြေးပေါအားလုံးပိတ်ပြီးပြီးဆိုမှလိုက်ကြတာ မိသွားရင်အဲ့ဒီမြောက်ကိုတပိုင်းစီဆွဲပြဲပြီးဝေစားကြတာပါချင်ပန်းစီတကောင်ဟာလူ9ယောက်ကိုနိုင်တယ်ဆိုပြီးပြောဆိုကြတာလည်းရှိပါတယ်ချင်ပန်းစီတကောင်ဟာ လူထပ် တာမာတာမှန်ပေမဲ့လည်းလူထက်တော်အရွယ်စားအပြင်းမကြီးပါဘူးချင်ပန်းစီတကောင်ဟာအရက်အားဖြင့်၃ဘေခွဲကနေပြီးတော့၅ဘေခွဲလောက်ထိရှိပြီးတော့ပေါင်ချိန်အားဖြင့်လည်းပေါင်90ကနေပြီးတော့ပေါင်150လောက်ထိပဲရှိတဲ့အတွက်ကြောင့်မလို့အရွယ်ရောက်ပြီးသားလူတစ်ယောက်သာသာပဲရှိပါတယ်ဒါကြောင့်မလို့ချင်ပန်းစီတကောင်ဟာလူ၅ယောက်ကိုနိုင်တယ်ဆိုတာတော့မဖြစ်နိုင်ပါဘူးဒါကြောင့်သိမ့်မဏိကျဆစ်ဆေးကြီးရဲ့အနေနဲ့ချင်ပန်စီရဲ့ကြွက်သားနဲ့လူကြွက်သားကိုနှိုင်းယှဉ်ကြည့်တဲ့အခါချင်ပန်စီရဲ့ကြွက်သားမှာက first twitch muscle ပုံများနေတာကိုတွေ့ရပါတယ် ကျွတ်သားမှာက first twitch marsel နဲ့ slow twitch marsel ဆိုပြီးတော့နှမျိုးနှစားရှိပါတယ် first twitch marsel ကလက်တီထိုးတာတို့စောင့်ဆွဲတာတို့ခေါင်တာတို့လို့ဆက်ခနဲလောက်ရတဲ့အားကိုထုတ်ပေးတာဖြစ်ပြီး slow twitch marsel ကတော့တာဝေးပြေးတာတို့ခရီးရှည်ကြီးကိုလမ်းလျှောက်တာတို့စတဲ့ရေချေလုပ်တွေတက်အားကိုဖြည်းဖြည်းချင်းထုတ်ပေးတာပဲဖြစ်ပါတယ်။ဒါကြောင့် first twitch marsel များလေလေပို့ပြီးအားပြင်းလေလေပဲဖြစ်ပါတယ်။လူမာက first twitch marsel 40ရာခိုင်နှုန်းပဲပါပြီး ချင်ပန်စီတွေမှာက68ရာခိုင်နှုန်းပါပါတယ်။နောက်ပြီးချင်ပန်စီရဲ့အရိုးဟာလူအရိုးထက်တိတ်သေးစားပုံများပြီးအရွတ်တွေကလည်းပိုပြီးအားကောင်းပါတယ်။ဒါ့အပြင်ချင်ပန်စီမှာကအဆွဲတွေကတိတိတသာပိုကြီးပါတယ်။ဒါကြောင့်ချင်ပန်စီတကောဟာလက်ပလာကြီးချမယ်ဆိုရင်တော့လူ9ယောက်ကိုနိုင်တယ်ဆိုတာမဟုတ်နိုင်ပေမဲ့လူ1ယောက်ကိုတော့ကောင်းကောင်းနိုင်ပါတယ်။ချင်ပန်စီတွေဟာတိုက်ခိုက်တဲ့အခါမျက်နှာတို့လက်တို့လိန်ငါတို့ကိုယွေပြီးတိုက်ခိုက်လေရှိပါတယ်။လာပြန်ပြီနောက်တစ်ခါ ဟိုအကောင်တုံးကလည်းတချို့ပြောကြတာကဟန်နီဘတ်ဂျာကသူနဲ့တိုက်ခိုက်တဲ့အကောင်ကအထီးဆိုရင်ဒီကိုလှမ်းကြိုက်တယ်ဒီတရိတ်ဆန်တွေကအဲ့ဒီနေရာကိုပဲပြတ်မှတ်ထားနေကြသလားတော့မသိပါဘူးမျက်နှာကိုတိုက်ခိုက်ရင်လဲဆုပ်ပြတ်သွားအောင်ဆွဲဆုပ်ပြတ်တာမျိုးတွေဒီကိုလောက်တာပါ ပရိုင်မိတ်တွေထဲမှာနေမြေလူတဲ့အခါပဲဖြစ်ဖြစ်မိတ်လိုက်ရာဒီမှာပဲဖြစ်ဖြစ်အထီးတွေချင်းချင်းတိုက်ခိုက်တတ်တာကသဘာဝပါပဲ။ Orang Utan ပဲဖြစ်ဖြစ် Chimpanzee တွေရဲ့မျိုးစိတ်ခွဲဖြစ်တဲ့ Bonobo တွေပဲဖြစ်ဖြစ်နောက်ဆုံး Gorilla တွေတောင်မှပဲသူတို့အချင်းချင်းကြားထဲမှာအလောက်ထိချင်းချင်းတန်းတန်းတိုက်ခိုက်တာမျိုးမရှိကြပါဘူး။ Primate တွေဆိုတာမျိုးကသူတို့အချင်းချင်းကြားထဲမှာနေမြေလူတာနဲ့မိတ်လိုက်ရာဒီကလွဲရင်ခြံတဲ့ချိန်တွေမှာအေးအေးဆေးဆေးနေတတ်ကြတာပါ။အဲလူတွေကလွဲရင်ပေါ့နော်။ချင်ပန်စီတွေကြမှာဘာဖြစ်လို့ဒီလောက်ထိကြမ်းတမ်းကြရတာလဲ။ ကွန်ဗီချင်ပန်ဇီဝေါ်ဆိုတာက1984ခုနှစ်ကနေပြီးတော့1988ခုနှစ်အတွင်းမှာတန်ဇနီးယားနိုင်ငံကကွန်ဗီစထရင်းနက်ရှင်နယ်ပတ်မှာလေးနှစ်တကာလအတွင်းချင်ပန်ဇီတွေချင်းချင်းကြားထဲမှာဖြစ်ပွားခဲ့တဲ့ပြိပခါပဲဖြစ်ပါတယ်။ဒီအဖြစ်ပြက်က primates တွေကိုလေ့လာနေကြတဲ့ primatologists တွေရဲ့မျက်စိရှိမှာတွင်ဖြစ်ပျက်ခဲ့တာဖြစ်တဲ့အတွက်မှတ်တမ်းမှတ်ရာတိတိကျကျကိုရှိနေခြင်းပဲဖြစ်ပါတယ်။ဖြစ်ပုံကဒီလိုပါ။ တန်ဇာနီးယားနိုင်ငံကဂုံဘီ Strange National Park မှာအထက်ချင်ပန်စီအုပ်စုကြီး၃စုရှိပါတယ်။အဲ့ဒီအုပ်စုတွေကိုသုတေသနပညာရှင်တွေကအဖွဲ့နာမည်တွေပေးထားတယ်။တောင်ပိုင်းမှာကလန်ဒီချင်ပန်စီအုပ်စုရှိပြီးတော့သူတို့ရဲ့နေမြေကဒီလောက်ထိကျယ်ပါတယ်။အလယ်ပိုင်းမှာကျတော့ခါစာခီလာချင်ပန်စီအုပ်စုရှိပြီးတော့သူတို့ရဲ့နေမြေကလည်းဒီလောက်ထိကျယ်ပါတယ်။မြောက်ပိုင်းမှာကျတော့မစ်ထွန်ဘာချင်ပန်စီအုပ်စုရှိပြီးသူတို့ရဲ့နေမြေကလည်းဒီလောက်ထိကျယ်ပါတယ်။ ခါစာကီလာရဲ့ချမ်ပန်ဇီအုပ်စုရဲ့နေမြေပိုင်နဲ့အတွင်းမှာပဲချမ်ပန်ဇီတွေကိုလေ့လာနေကြတဲ့သုတေသနစခန်း၃ခုရှိပါတယ်။တခြားနေရာတွေမှာဘယ်လောက်ရှိသလဲပေါ်ပြထားတာမတွေ့ရပေမဲ့တခြားနေရာတွေမှာလည်းရှိနိုင်ပါတယ်။သုတေသနအဖွဲ့ရဲ့ခေါင်းဆောင်ဟာ James Goodall ဖြစ်ပြီးတော့ Goodall ဟာအသက်26နှစ်အရွယ်1958တည်းကဂုံဘီကိုရောက်ရှိလာပြီးချမ်ပန်ဇီတွေကိုတအုပ်လေးလေ့လာခဲ့သူဖြစ်ပါတယ်။ဒါအပြင်ချမ်ပန်ဇီတွေနဲ့အနီးကပ်နေထိုင်ခွင့်ရခဲ့တဲ့ပထမဆုံးသူလည်းဖြစ်ပါတယ်။ ကဒေါရိုဖွဲ့ဟာ National Geographic ရဲ့အထောက်ပံ့နဲ့အခုလိုမျိုးသုတေသနစခန်းတွေဆောက်ပြီးချင်ပန်ဇီတွေကိုစောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။ချင်ပန်ဇီအောက်စုတွေဟာသူတို့ပိုင်နက်နယ်မြေအတွင်းမှာအောက်စုငယ်လေးတွေဖွဲ့ပြီးရှောက်သွားနေလေရှိပါတယ်။ဆိုလိုတာကချင်ပန်ဇီတွေဟာဝင်းပလွေတို့ချင်သေးတို့လိုတစ်ဖွဲ့မှာ၁၀កောင်ရှိရင်၁၀កောင်လုံးအတူတူရှောက်သွားနေတတ်တာမျိုးမဟုတ်ပါဘူး။အဖွဲ့တွေမှာအကောင်၄၀ရှိတဲ့ဆိုရင်၅កောင်တစ်ဖွဲ့စီ၆កောင်တစ်ဖွဲ့စီသွားလာတတ်ကြတာပါ။ဒါပေမဲ့လည်းအကောင်လုံးကတော့တစ်ဖွဲ့တည်းပါပဲ။ ခေါင်းဆောင်ကလည်းတကောင်နဲ့ပါပဲသူတို့ပိုင်တဲ့အတွင်းမှာသူတို့အဖွဲ့ချင်းချင်းဆောင်လို့ဘာပြဿနာမှမရှိပါဘူးသူတို့ကတဖွဲ့တယ်ပဲကိုဒါပေမဲ့သူတို့ရဲ့ပိုင်တဲ့အတွင်းကိုတခြားအဖွဲ့ကအကောင်တွေဝင်လာခဲ့ရင်တော့သူတို့ကမောင်းထုတ်တာမျိုးတိုက်ခိုက်တာမျိုးတွေလုပ်တတ်ပါတယ်အထီးတွေကဒီအဖွဲ့ထဲမှာမွေးဖွားလာရင်ဒီအဖွဲ့ထဲမှာပဲတသက်လုံးနေထိုင်သွားကြပါတယ် တခြားအဖွဲ့ကိုသူတို့ကမသွားပါဘူး။သွားလည်းပဲတခြားအဖွဲ့ကလက်မခံပါဘူး။ဒါပေမဲ့အမတွေကတော့အရွယ်ရောက်လာရင်အဖွဲ့ပြောင်းပြီးနေတိုင်းတာမျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအဖွဲ့မှာပဲသူတို့ကဆက်နေသွားရင်သူတို့မောင်နှမအချင်းချင်းညာကုန်တာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့သူတို့ကအဖွဲ့ပြောင်းသလိုတခြားအဖွဲ့တွေကလည်းလက်ခံပါတယ်။တခါတလေမှာအထီးတွေကြီးပဲစုပြီးသူတို့ရဲ့ပိုင်တဲ့နေမြေအတွင်းမှာကင်းလှဲတဲ့သဘောမျိုးရှောက်သွားတတ်တာရှိပါတယ်။ဒီလိုခါမျိုးမှာတခြားအဖွဲ့ကအကောင်တွေကသူတို့ပိုင်နဲ့ထဲကိုဝင်လာတဲ့အခါမျိုးတွေမှာ 6လှန့်တောင်မျိုးရှိတတ်ပါတယ်ဒါပေမဲ့ပြဿနာကပုံမှန်ပြထားတဲ့အတိုင်းပဲသူတို့ရဲ့နေမီတွေကတချို့နေရာတွေမှာထပ်နေတဲ့အခါကျရင်ဒီဘက်ကကင်းလှဲ့လာတဲ့အဖွဲနဲ့ဟိုဘက်ကကင်းလှဲ့လာတဲ့အဖွဲနှစ်ဖွဲစုံတတ်တဲ့အခြေအနေမျိုး ရှိပါတယ်သူတို့ကတော့များသောအားဖြင့်မဆုံအောင်ရှောင်ပေမဲ့မဖြစ်မနေဆုံလာခဲ့ရင်အဖွဲနှစ်ဖွဲကြားထဲမှာအော်ဟစ်တာမျိုးတွားဖြဲပြပြီး6လှန့်တာမျိုးတွေလောက်ကြပါပြီမဲ့တကယ်တမ်းတိုက်ခိုက်ဖြစ်တာတွေကတော့ရှားပါတယ် ာဆာကီလာအဖွဲ့ကအထီး14ကောင်နဲ့အမ25ကောင်ပြီးတော့တားပေါက်လေးတွေရှိတဲ့အကောင်40လောက်ရှိတဲ့အဖွဲ့ဖြစ်ပါတယ်ဒီအဖွဲ့ရဲ့ Alpha Me လို့ခေါ်တဲ့ခေါင်းဆောင်က Mike ဖြစ်ပြီးတော့သူအုပ်ချုပ်နေတဲ့သူခေါင်းဆောင်ဖြစ်နေတဲ့အချိန်အတွင်းမှာတော့ပြဿနာကြီးကြီးမားမားတိတ်မရှိခဲ့ပါဘူးတဖွဲ့လုံးက AACC နဲ့စီစီလုံးလုံးပဲရှိခဲ့ပါတယ်ဒါပေမဲ့ Mike ကအသက်ကြီးလာပြီဖြစ်တဲ့အတွက်1982ခုနှစ်လောက်မှာ Mike ကိုဖျောက်ချပြီး Humphrey လို့ နာမည်ပေးထားတဲ့အရွယ်ရောက်နေပြီးသားအထီးတကောင်ကခေါင်းဆောင်နေရာကိုတတ်ယူလိုက်ပါတယ်ဒါပေမဲ့ပြဿနာကခါဆာခီလာချင်ပန်စီအုပ်စုမှာအရွယ်ရောက်ပြီးသား အထီးဆိုလို့ Humphrey တကောင်လည်းရှိတာမဟုတ်ပါဘူး။ Hugh နဲ့ Charlie လို့ခေါ်တဲ့နောက်ထပ်ညီကိုနှစ်ကောင်လည်းရှိပါသေးတယ်။ Mike ကို ဖြုတ်ချပြီးတော့ Humphrey ကခေါင်းဆောင်နေရာကိုယူလိုက်တာကို Hugh နဲ့ Charlie တို့ညီကိုနှစ်ကောင်ကမကျေနပ်ပါဘူး။အဲ့တော့ဒီမှာမေးစရာရှိတာကသူတို့မကျေနပ်တာကိုဘယ်လိုလုပ်သိနိုင်တယ်လဲဆိုတော့ဒီကုန်းပေးမှာချင်ပန်ဇီတွေကိုလေ့လာနေကြတာဟာ1960လောက်ကလေးကဖြစ်ပြီးတော့ James Goodall ကသူ့ရဲ့ဘဝတစ်လျှောက်လုံးဒီချင်ပန်ဇီတွေနဲ့အတူတူနေပြီးမြုပ်နှံခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်မလို့သူဟာဒ ီဂုံဘေးမှာရှိတဲ့ချင်ပန်စီအုပ်စုတွေရဲ့နာမည်တွေကိုရော ချင်ပန်စီတကောင်ဂျင်းစီရောရဲ့နာမည်ကိုရောသူပဲပေးခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဂျိမ်းဂုဒ်တော်ကဒီချင်ပန်စီတွေအတွက်တော့သူကအဖွဲ့ဝင်တယောက်လို့ဖြစ်နေတာပါဒါကြောင့်ဂျိမ်းဂုဒ်တော်ကဘယ်အကောင်ကဘလို့စိတ်နေစိတ်ထားရှိတယ်ဘလို့အမှုချင်းရှိတယ်အကုန်လုံးကိုသူကသိပါတယ်မိုက်ရဲ့နေရာကို ဟွန်ဖရေးကဘယ်လိုပုံစံဘယ်လိုနည်းနဲ့ဖြောက်ချပြီးယူလိုက်တယ်လဲဆိုတာကိုတော့စောင့်ကြည့်လေ့လာတဲ့သူတွေမသိလိုက်ပါဘူးဒါပေမဲ့သူတို့သတိထားမိတဲ့အချိန်မှာတော့မိုက်ကခေါင်းဆောင်မဟုတ်တော့ဘဲဟွန်ဖရေးကခေါင်းဆောင်ဖြစ်နေပါတယ်မိုက်ရဲ့နေရာကိုဖြောက်ချပြီးတော့ဟွန်ဖရေးကခေါင်းဆောင်တက်လှုပ်လိုက်တာနဲ့ပတ်သက်ပြီးတော့ချာလီနဲ့ဟျူကမချေနှက်တဲ့အတွက်ချာလီနဲ့ဟျူအပါအဝင်အထီး6កောင် အမ3កောင်နဲ့တားပေါက်လေး3កောင်ပါဝင်တဲ့အဖွဲ့က ခွဲထွက်သွားပြီးတောင်ပိုင်းမှာပဲအနေများလာပါတော့တယ်အစောပိုင်းမှာတော့ဒီအဖွဲနှစ်ဖွဲကဘာမှကြီးကြီးမားမားပြဿနာမရှိသေးပဲပုံမှန်ပဲသွားလာဆက်ဆံနေကြပါသေးတယ်ဒါကြောင့်ခွဲထွက်သွားတဲ့အဖွဲကိုတောင်ပိုင်းအဖွဲခြံခဲ့တဲ့အဖွဲကိုတော့မြောက်ပိုင်းအဖွဲဆိုပြီးတော့လေ့လာသူတွေကယာယီနာမည်ပေးထားလိုက်ပါတယ်ဒီလိုနဲ့တစ်နှစ်လောက်ကြာလာတဲ့အခါမှာတော့တောင်ပိုင်းကအဖွဲကမြောက်ပိုင်းကိုလုံးဝမလာတော့သလိုမြောက်ပိုင်းအဖွဲကလည်းတောင်ပိုင်းကိုလုံးဝမသွားတော့ပါဘူးဒါကြောင့်သူတေတီတွေဟာခွဲထွက်သွားတဲ့တောင်ပိုင်းအဖွဲကိုသူတို့နေထိုင်ရာအနီးတစ်ဝိုက်မှာရှိတဲ့စမ်းကြောင်းနာမည်ခ ါဟာမာကိုအဆွဲပြုပြီးတော့ခွဲထွက်သွားတဲ့အဖွဲ့ကိုခါဟာမာအဖွဲ့ကြံခဲ့တဲ့အဖွဲ့ကိုတော့ခါစာကီလာအဖွဲ့ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်ခါဟာမာအဖွဲ့နဲ့ခါစာခါစာကီလာအဖွဲ့တို့ကအချိန်ကြာလာတဲ့အခါမှာအကွဲအပြဲကတိတိတသာပိုကြီးလာပြီးတစ်ဖွဲ့နဲ့တစ်ဖွဲ့ဆုံတဲ့အခါတွေမှာရန်လိုတဲ့အပြုတ်မူတွေတပါပြုတ်လုလာကြပါတယ် 1982ခုနှစ်မှာစတင်ခဲ့တဲ့ကာဇာကီလာနဲ့ခါဟာမားအပွဲနှစ်ပွဲကြားတွေကအကွဲပြေးက1984ခုနှစ်လောက်ရောက်မှာတော့တိုက်ခိုက်တဲ့အဆင့်ကိုရောက်လာပါတယ်ပထမဆုံးဖြစ်တဲ့ဖြစ်ပျက်ကတော့1984ခုနှစ်ဇန်နဝါရီလမှာဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်ဂိုဒီလို့အမည်ပေးထားတဲ့ချင်ပန်ဇီဟာသူတကောင်နဲ့တစ်ပင်ပေါ်မှာတသီးတွေခူးစားနေတဲ့အချိန်မှာကာဇာကီလာအဖွဲ့ကဟွန်ဖရီကောင်းဆောင်တဲ့အထီး6ကောင်ကဝိုင်းပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ကိုရီးယားထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းကိုရီးကိုအပင်ပေါ်ကနေဆွဲချပြီးတော့မြေကြီးပေါ်မှာဝိုင်းပြီးတော့ရိုင်းနှက်ခဲ့ကြတာပါနောက်ဆုံးမလှုပ်နိုင်တော့မှပဲထားပြီးတော့ထွက်သွားကြတာပါကာဆာကီလာအဖွဲ့ကအကောင်တွေထွက်သွားပြီးတဲ့နောက်မှာကိုရီးကထပြီးတော့ထွက်သွားပါတယ်ဒါပေမဲ့နှစ်ရက်လောက်ကြာမှာပဲဒီတန်ရာတွေနဲ့ပဲတည်သွားခဲ့ပါတယ်ကိုရီးပြီးတော့နောက်ဒုတိယတိုက်ခိုက်ခံရတဲ့ကောင်ကဒီပါဒီကလည်းပဲသူလည်းပဲကိုရီးလိုပဲချောင်းမြောင်းပြီးတော့တိုက်ခိုက်ခံရတာဖြစ်ပါတယ် သူလည်းပဲရပိုင်လောက်ကြာမှဒဏ်ရာတွေနဲ့ပဲတည်သွားခဲ့ပါတယ်။တတိယမြောက်တိုက်ခိုက်ခံရတဲ့ကောင်ကတော့ Glyer လို့နာမည်ပေးထားတဲ့အသက်ကြီးနေတဲ့ချင်ပန်ဇီဖြစ်ပါတယ်။ Glyer ကသူတို့ကိုတစ်ခါမှအန်ဒီရမပြုတ်ဘူးပါဘူး။ရန်လိုတာမျိုးလည်းမလုပ်ဘူးပါဘူး။ဒီစစ်စစ်ပဲနေတဲ့ချင်ပန်ဇီဖြစ်ပါတယ်။ဒါကြောင့်မလို့လေ့လာသူတွေကတော့မှ Glyer ကိုဖြစ်ကြတာပါ။နောက်ပြီး Glyer ကဒီခွဲထွက်တဲ့အဖွဲတွေကိုဘယ်လိုပုံစံ ဘာကြောင့်ပါသွားတယ်ဆိုတာကိုသူတေတီတွေလည်းနားမလည်ကြပါဘူး။ client ကခါဆာကီလာအဖွဲ့ပေါ်မှာဘယ်တော့မှရံမလို့ခဲ့ဘူးတိတန်အောင်တော့မှခါဆာကီလာအဖွဲ့ကသူ့ကိုအလွတ်မပေးခဲ့ပါဘူး။ client ကိုလည်းပဲအခြားကောင်တွေလိုပဲချောင်းမြောင်းပြီးတော့ဝိုင်းမိတိုက်ခိုက်ကြတာဖြစ်ပါတယ်။ Fagan Fiban Humphrey Satan နဲ့ Jomio လို့ခေါ်တဲ့ အထီး9កောင်က client ရဲ့ကိုဝိုင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထဲမှာ fee bank က client ရဲ့ခြေထောက်ကိုဆွဲဖြုတ်ဖို့အထီတော်မှစ조사ခဲ့တဲ့အတွက်စောင့်ကြည့်နေကြတဲ့လိလာသူတွေတောင်အော်ထိတ်လန့်ခဲ့ရပါတယ် client လည်းပဲဒီတန်ရာတွေနဲ့ပဲရပ်ပိုင်းတွင်မှာတည်သွားခဲ့ပါတယ်ဒီတော့တွင်မှာညီကောင်နှကောင်တွေကအဟုတ်ကပျောက်သွားပါတယ် ဟီကိုလည်းပဲခါစားကီလာဖွဲ့ကအကောင်တွေတတ်လိုက်တာဖြစ်လိမ့်မယ်လို့ဂျိမ်းကွတ်တော်ကတော့ယူဆပါတယ်။အဲဒီနောက်ဆက်ပြီးတိုက်ခိုက်ခံရတဲ့အကောင်ကတော့ချာလီဖြစ်ပါတယ်။ချာလီကိုတိုက်ခိုက်တုန်းကတော့လေလာသူတွေကသူတို့မျက်စိနဲ့တတ်အမမြင်ခဲ့ပါဘူး။ဒါပေမဲ့ချင်ပန်ဇီတွေစူးစူးဝါအော်ဟစ်နေတဲ့အတန်ကိုကြားရတယ်ဆိုပြီးတော့တန်ငါတဲ့တွေပြန်ပြောပြတာကိုပဲသိခဲ့ရတာပါ။ဒီလိုနဲ့နောက်3ရက်လောက်ကြာမှခါဟာမချောင်းရဲ့နာမှာချာလီရဲ့အလောင်းကိုတွေ့ရပါတယ်။ ဒီတော့ခါဟာမဖွဲ့မှာ အထီးဆိုလို့ snip နဲ့ willy wally လို့ခေါ်တဲ့ပိုလီယိုဖြစ်နေတဲ့အကောင်ပဲကျန်ပါတယ်။ချာလီတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ Madam B လို့နာမည်ပေးထားတဲ့အသက်ကြီးနေပြီဖြစ်တဲ့ချင်ပန်စီအမတကောင်လည်းထပ်ပြီးတိုက်ခိုက်ခံရပါတယ်။ဒီချမ်ပန်ဇီမလည်းပဲတိုက်ခတ်ခံရတဲ့ဒဏ်ရာတွေနဲ့တည်သွားခဲ့ပါတယ်။အဲ့ဒီတော်တွင်းမှာဝီလီဝော်လီလို့ခေါ်တဲ့ပိုလီယိုဖြစ်နေတဲ့ချမ်ပန်ဇီပျောက်သွားပြန်ပါတယ်။ဆိုတော့ခါဟာမာအဖွဲ့မှာအထီးဆိုလို့အသက်အငယ်ဆုံးဖြစ်တဲ့ snip တကောင်ပဲကျန်သွားတော့တယ်။ ။ snip ကိုတော့ခါစာကီလာအဖွဲ့ကအကောင့်တွေကတစ်နှစ်လောက်ကြာတဲ့အထိကိုဘာမှမလုပ်ကြပါဘူး။ဒီတော့လေလာသူတွေထင်ထားတာကတော့ snip ကိုတော့သူတို့အဖွဲ့တဲကိုနောက်ဆုံးပြန်ခေါ်လိမ့်မယ်လို့သူတို့ကယူဆခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့ snip လည်းအသက်ခံလိုက်ရတာပါပဲ။ဆိုတော့ကာဇာကီလာအဖွဲ့ကိုပါသွားတဲ့အမ6ကောင်ထဲမှာတကောင်ကအသက်ခံလိုက်ရပြီး3ကောင်ကိုကာဇာကီလာအဖွဲ့ကအတင်းခေါ်သွားခဲ့ပါတယ်။ပြီးတော့ဂျန်နဲ့2ကောင်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ခွဲထွက်သွားတဲ့ခါဟာမအဖွဲက၄နှစ်လောက်ကြာမှပဲလုံးဝပျက်စီးသွားခဲ့ပါတယ်။ပျောက်သွားတဲ့ကောင်တွေကသူတို့မလေ့လာရသေးတဲ့အရှိတ်ဘက်မှာရှိတဲ့ချင်ပန်စီအောက်စုတွေစီကိုရောက်သွားတာဖြစ်လိမ့်မယ်လို့လေ့လာသူတွေကခန့်မှန်းပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအရှိတ်ဘက်မှာရှိနေတဲ့ချင်ပန်စီအောက်စုတွေနဲ့ခါဟာမအဖွဲနဲ့ကဆက်ဆံရေးပြည်တယ်လို့သူတို့ကဆိုပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာနေမပြီးသေးပါဘူး။ခါဟာမအဖွဲမရှိတော့တဲ့အခါအစောပိုင်းမှာဖော်ပြခဲ့တဲ့အောက်စုကြီး၃စုတွေက Clan Day အောက်စုက ခါစာကီလာအုပ်စုကိုလာတိုက်ခိုက်ကြပါတယ်ခလန်ဒီအုပ်စုကခါစာကီလာအုပ်စုထက်အကောင်ပိုများနေတဲ့အတွက်မနိုင်မဲသူတို့ရဲ့ပိုင်နဲ့တော်တော်များများကိုပါဆုံးရှုံးသွားပါတယ်အရင်တော့6မိုင်ပတ်လည်လောက်နေမီပိုင်ခဲ့ရတာကနေ9မိုင်ပတ်လည်လောက်ပဲရှိပါတော့တယ် ဒီအတွက်ကြောင့်မလို့အစာရေစာကိုတော့မှဝဝလေးလေးရှာစားလို့အနိုင်နိုင်ဖြစ်လာပါတယ်။ခါစာကီလာအဖွဲ့နဲ့ကလန်ဒီအဖွဲ့တို့တိုက်ခိုက်တဲ့ပွဲမှာခါစာကီလာဘက်ကအထီးနှစ်ကောင်တေသွားပြီးတော့အဲ့ဒီထဲမှာတကောင်ကခေါင်းဆောင်ဖြစ်တဲ့ Home Free ဖြစ်ပါတယ်။ဒီလိုနဲ့နှစ်တင်နေတဲ့ကြာလာတဲ့အခါမှာ1982ခုနှစ်လောက်ရောက်မှာတောင်ဘက်မှာရှိတဲ့ကလန်ဒီအဖွဲ့ရဲ့ မြောက်ဘက်မှာရှိတဲ့မစ်တွန်ဘအဖွဲနှစ်ဖွဲ့ပေါင်းပြီးတော့ခါဆာကီလာရဲ့နယ်မြေထဲထိကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ကံကောင်းကျင်တော့ခါဆာကီလာအဖွဲမှာနောက်မွေးလာတဲ့ချင်ပန်စီတွေကအထီးတွေဖြစ်နေတော့အဲ့ဒီအငဲကောင်းတွေကအရွယ်ရောက်ပြီးသားချင်ပန်စီတွေနဲ့အတူလိုက်អော်ရင်းလိုက်ပြီးတော့၆ထောက်ရင်းနဲ့ဟိုနှစ်ဖွဲ့လည်းပြန်လှည့်သွားတဲ့အတွက်ခါဆာကီလာအဖွဲလည်းနယ်မြေနေနေပြန်ရလာပါတယ်။ဒီလိုနဲ့နှစ်တော်တော်ကြာတဲ့အထိဘာပြဿနာမှမရှိဘဲနဲ့ အေးချမ်းချမ်းနဲ့ပုံမှန်ပြန်ဖြစ်သွားပါတော့တယ်။ဒီတော့ပြောရမယ်ဆိုရင်1982ခုနှစ်ကနေစတင်လိုက်တဲ့ခါဆာကီလာအဖွဲ့ရဲ့အာနာလူပွဲကြီးကနှစ်ပေါင်း10နှစ်လောက်အကြာမှာပဲပြီးဆုံးသွားတယ်လို့ပြောလို့ရပါတယ်။ ဒီဖြစ်ပျက်တွေကိုတစ်ချိန်လုံးစောင့်ကြည့်လေ့လာနေခဲ့တဲ့ James Goodall လည်းပဲစိတ်တန်ရတော်လေးရခဲ့ပါတယ်။ဒီနေရာမှာမေးစရာရှိတာက James Goodall ကဒီလိုမျိုးခုလိုမျိုးတရိတ်ဆန်တွေအချင်းချင်းတိုက်ခိုက်တပ်ဖြတ်နေကြတာကိုထိုင်ကြည့်နေတာလားဘာမှဝင်မကူဘူးလားဆိုပြီးတော့မေးစရာရှိပါတယ်။ဒါပေမဲ့ James Goodall ကချင်ပန်စီတွေနဲ့အတော်လေးကိုယဉ်နှီးတာတော့မှန်ပါတယ်။ဘယ်လောက်ထိယဉ်နှီးသလဲဆိုရင်အဲ့ဒီချင်ပန်စီသားပေါက်ကလေးတွေနဲ့တောင်မှအတူဆော့ကစားတဲ့အထိကိုယဉ်နှီးတာပါ။ ဒရိုက်ဆန်လောကမှာသူတို့ရဲ့သားပေါက်လေးတွေကို သာထိဖို့ဆိုတာကသူတို့နဲ့တော်တော်ရင်းနှီးနေတဲ့သူမှဖြစ်မှာပါဒါပေမဲ့ James Goodall ကချင်ပန်ဇီတွေနဲ့ဒီလောက်ထိရင်းနှီးနေပေမဲ့လည်းအခုဖြစ်တဲ့ကိစ္စကလူတွေချင်းချင်းဖြစ်တဲ့ပြဿနာမဟုတ်ပါဘူးတော်ရိုင်းဒရိုက်ဆန်တွေဖြစ်ကြတာပါဒါကြောင့်မလို့လူတွေကိုသွားပြီးဖြန့်ပြေးသလိုမျိုးဂျားဝင်ဆစ်ဆက်တာမျိုးလုပ်လို့မရပါဘူးမတော်တဆလူတွေကိုပါပြန်လဲတိုက်ခိုက်နိုင်ပါတယ်ဒါကြောင့်မလို့ James Goodall ပါဝင်စောင့်ကြည့်လေလာသူတစ်ဖွဲ့လုံးက ဘာမှမတောက်နိုင်ပဲထိုင်မဲကြည့်နေခဲ့ကြရတာပါဒီအကြောင်းနဲ့ပတ်သက်ပြီး through a window my 30 year with the chimpanzee of gombe ဆိုတဲ့ကိုရိတ်မှတ်တမ်းစာအုပ်ကိုထုတ်ဝေခဲ့ပြီးအဲ့ဒီစာအုပ်မှာသူရေးထားခဲ့တာကတော့ဒီတွေ့ရှိမှုအသစ်တွေကိုကြော်ဖြတ်နိုင်ဖို့နှစ်ပေါင်းများစွာကြာအောင် ကျွန်မရုံးကန်ခဲ့ရတယ်၆ဆရာပုံရိပ်တွေနဲ့ညာဘက်တွေဆိုလက်လက်နှုတ်ခဲ့ရတယ်စနစ်ရဲ့ဒံရရနေတဲ့ပါးပြင်ပေါ်ကနေစီးကြလာတဲ့သွေးတွေကိုလက်နဲ့ခံပြီးတောက်နေတဲ့ရှေတံ မလုံမရှက်ငြိမ်နေတဲ့ဂိုဒီရဲ့ကိုပေါ်ကိုထုဖို့လေးပေါင်လောက်ရှိတဲ့ကြောက်တုံးကိုကင်မြောက်ထားတဲ့ပုံမှန်ဆိုအေးအေးနေတတ်တဲ့ရူဒေါဒေးရဲ့ပေါင်ကအရေးပြားတစ်ဖက်ကိုဆွဲခွာနေတဲ့ဂျိုမီကိုငငယ်တော့ငါသူ့ရဲ့ဟီးရိုးဖြစ်ခဲ့မှုတဲ့ဂလိုင်းရဲ့မလုံမရှက်ခန္ဓာကိုယ်ကိုအချိန်ချင်းထုရိုက်နေတဲ့ဖီဂမ်ဆိုပြီးရေးခဲ့ပါတယ်။တေချာစဉ်းစားကြည့်ရင်ဒီချမ်ပန်ဇီတွေဟာတစ်ဖွဲ့နဲ့တစ်ဖွဲ့လမ်းမှာဆုံပြီး တိုက်ခိုက်ကြတာမျိုးမဟုတ်ပဲတဖွဲ့ကအသေးချာစီစဉ်အကွက်ချပြီးကြံတဲ့တဖွဲ့ကတကောင်နဲ့ရှိနေတဲ့အချိန်တွေမှာချောင်းမြောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်ပျက်တွေကိုသိလိုက်ရတဲ့သိပ္ပံပညာရှင်အတိုင်းဝိုင်းကတော်တော်လေးကိုတုံ့ထုတ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုဖြစ်ပျက်မျိုးတွေကလူတွေမှာပဲရှိနိုင်ပြီးတရိษံတွေမှာမရှိနိုင်ဘူးလို့သူတို့ကထင်ထားခဲ့တာ။တချို့ကလည်းခါမအဖွဲ့ကအကောင်တွေအကုန်လုံးကိုခါစကီလာအဖွဲ့ကအကောင်တွေတတ်လိုက်တာမဖြစ်နိုင်ဘူး။ ဒီကုံတွေတဝိုက်မှာချက်သစ်တွေကလည်းရှိနေတော့တချို့ပျောက်သွားတဲ့ကောင်တွေကချက်သစ်ဆွဲသွားတာဖြစ်နိုင်တယ်ဆိုပြီးရောပြောကြပါတယ်။တချို့ကလည်း James Goodall ကိုပြစ်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ James Goodall တို့အဖွဲ့ကချင်ပန်ဇီတွေကိုလေ့လာဖို့အတွက်ငပြောသေးတွေကျွေးလေးရှိပါတယ်။ဒီလိုမျိုးငပြောသေးတွေကျွေးတဲ့အတွက်အစာလူကြရင်းနဲ့ဖြစ်ကုန်ကြတာလို့သူတို့ကဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ tourism တွေကပြင်ပပယောကမပါဘဲနဲ့ဒီလောက်ထိကြမ်းကြမ်းတမ်းတမ်းပြုတ်လုတာတွေမရှိနိုင်ဘူးလို့သူတို့ကယူဆထားကြတာ။ဒါပေမဲ့နောက်ပိုင်းမှာတော့လူတွေမပါဝင်ပဲ ။စောင့်ကြည့်ရေးကင်မရာတွေနဲ့စောင့်ကြည့်ရင်ဖြစ်စေတခြားသောနေရာကချင်ပန်ဇီတွေကိုလေ့လာရင်းနဲ့ပဲဖြစ်စေသိလိုက်ရတာကတော့ချင်ပန်ဇီတွေရဲ့သဘာဝကိုကဒီလိုမျိုးကြမ်းတမ်းနေတယ်ဆိုတာပါပဲ။ဒီချင်ပန်ဇီတွေဟာသူတို့အချင်းချင်းကြားထဲမှာအခုလိုမျိုးတတ်ကြဖြတ်ကြတာဟာထုံးစံလိုဖြစ်နေပါတယ်။ ဒါကြောင့်ဒီဂုံဘေးချင်ပန်စီဝေါ်နဲ့ပတ်သက်ပြီးကဗျာရေးခဲ့တဲ့ပိုလန်ကဗျာဆရာကသူ့ကဗျာရဲ့နောက်ဆုံးမှတ်ချက်ရေးတဲ့နေရာမှာဒီတရိတ်ဆန်တွေကပဲကျွန်တော်တို့နဲ့တော်လေးတူနေတာလားဒါမှမဟုတ်ကျွန်တော်တို့ကပဲတရိတ်ဆန်တွေနဲ့တူနေတာလားဆိုတာကိုတော့ကျွန်တော်လည်းနားမလည်နိုင်တော့ပါဘူးတဲ့ ီဗီဒီယိုထဲမှာချင်ပန်စီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုပြပြဆုံဆုံဖော်ပြသွားမယ်လို့ကျွန်တော်စိတ်ကူးထားပေမဲ့လည်းပဲကျွန်တော်ဗီဒီယိုကိုအပ်တက်လုပ်နေရင်လည်းသိထားမိတာကဒီဗီဒီယိုကအခုချိန်မှတင်ပဲမိနစ်20ကျော်နေပြီဆိုတာကိုသတိထားမိပါတယ်။ဒါပေမဲ့လည်းချင်ပန်စီတွေနဲ့ပတ်သက်ပြီးပြောစရာအကြောင်းတွေကလည်းရှိနေပါသေးတယ်။ဒီအရာတွေကိုပါဆက်ပြောမယ်ဆိုရင်ဗီဒီယိုကမိနစ်40စာလောက်ဖြစ်သွားပါလိမ့်မယ်။ကျွန်တော်ဒီ channel မှာပထမဆုံးတင်တဲ့ဗီဒီယိုကိုမိနစ်40စာလောက်ရှည်တဲ့ဗီဒီယိုအရှည်ကြီးကျွန်တော်မတင်ချင်ပါဘူး။ ဒါကြောင့်မလို့ဗီဒီယိုကိုနှစ်ပိုင်းခွဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်နောက်ဗီဒီယိုထဲမှာချင်ပန်ဇီကလူကိုတိုက်ခိုက်တဲ့ဖြစ်ရပ်ပြီးတော့ချင်ပန်ဇီတွေဘယ်လောက်ထိညံကောင်းလဲဆိုတာတွေကိုဖော်ပြပေးတော့မှာဖြစ်တဲ့တကြောင်မလို့စောင့်မျှော်ပြီးအားပေးကြဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ရဲ့ဒီ channel ကနေပြီးတော့တော်ရိုင်းသဘာဝနဲ့သဘာဝပတ်ဝန်းကျင်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တယ်လို့ ခြားသောစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအကြောင်းအရာတွေကိုနှစ်သက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။